မျိုးတွေကောင်းလောလနဲ့ခင်ဗျာဒီနေ့ဟာ28ရက်သဒ္ဒလာပိုင်းတောင်ထဲမှာ25ဖြစ်ပါတယ်ဗျာဒါဦးစင်းရဲ့အာယုံစစာပေါ့နော်ထမြင်လဲကြိုက်တယ်တုတ်တလုံးစီလေးရဲ့ကော်ဖီချိုင်းရဲ့ဘုံနေရတော့ဒီဘက်မှာနေရလာလူထားမုန်းနေတော့ရှိတယ်ဗျာနော်အဲ့ဒါနဲ့တိတ်ပြီးလဲမုန်းတိတ်စားတော့ အဲ့တော့ဒီနေ့ဗိုက်ပါကျင်လာလဲဆိုလို့ရှိရင်ဗိုက်မမတွေ့နေရတဲ့ကုသောဘွေးကြီးလွတ်တာဝန်တာပါတယ်တဲ့ကုသောဘွေးကြီးလွတ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်တဲ့ကြောနေကြတယ်ဗျာနော်ကုသောဘွေးကြီးလွတ်ထားလွတ်လို့ပေါ့နော်လူတွေကအမျိုးမျိုးအဝေပေါ်ပြောနေကြတချို့လည်းလိုက်များများရချင်ပုံကြတယ်တချို့လည်းဆယ်လီဖြစ်ချင်ပုံကြတယ်ဗျာနော် ်မျိုးသားကြီးမှာဆယ်လီဖြစ်နေဆယ်လီဖြစ်ရင်ချိတ်ချောက်ခံရတာတယ်နော်တက်မလို့ဆယ်လီဖြစ်တာလုံုံတဲ့နေရာပဲကောင်းနေတယ်နော်ဥစဉ်တို့ဆိုတာကငိုကလေးကခံကြက်နဲ့မျိုးသားရေးလမ်းကြောင်းကနေလာခဲ့တာအဲ့တော့မျိုးသားရေးနဲ့ကိုအမျိုးဥစဉ်တို့ကနှလုံးကျက်နဲ့လုံနေကြတာမဟုတ်ဘူးကိုအမျိုး ဘာသာတရဏအတွက်ကိုဆောက်ရှောက်မဲ့သူကာဝယ်ပေးမဲ့သူမမမမယက်တီမဲ့သူတော့ဦးစင်းတော့ကဝိုင်းရံထောက်ခံနေကြတာဝိုင်းရံထောက်ခံနေကြအဲ့တော့အနည်းရည်လဲပြစ်ပြီးဖြစ်မှာဦးစင်းတော့မစိုးရိမ်တိတ်ကြောက်တတ်တော့เนาะ ူဇော်ဘွန်းကြီးလွတ်ပြီးဆိုရင်မှဒီမနေ့လည်းတွေ့ရတယ်ဗျာနော်ကြည့်လိုက်တော့အဲ့တော့ကိုဇော်ဘွန်းကြီးဒီလွတ်ထတာ905နဲ့ပဲလွတ်မှာပါဒါ905ပုံမှာအတုံးနှစ်ကတော့ပြုတ်သွားတာပေါ့နော်ဒါပေမဲ့ကိုဇော်ဘွန်းကြီးဒီလက်နက်မှုရဲ့ကာဝတ်တော်မှုရဲ့ရှိသေးပါနော် အကောက်ဝတ်တော့လက်နက်မှုကထောင်းနေလားမသိဘူးကောက်ဝတ်တော့မှုကအမြင့်ဆုံးဆိုတော့တုံးနဲ့ထင်းနေဗျနော်တုံးနဲ့ထင်းနေတုံးနဲ့အလုံးမတူ7နှစ်ကြာတာဆိုတော့အားကြောင့်ကိုယ်တော်ဘုန်းကြီးရှင်းနေကြတယ်ကရှင်းနေကြတယ် နော်ဘုလိုဝဲလုံးဝလုံးဝဘလို့တေးပါဘူးပြီးတော့ဒါနဲ့ပုံမှန်တစ်ခုကလည်းနိုင်ငံရင်းတွေကတိတ်ပြီးဒါရှော့ရည်တွေပဲရနိုင်မယ်လို့ထင်တယ်။ဒီမှာသုံးဖို့တစ်ခုလို့လေးဖို့တစ်ခုလို့ငါးဖို့တစ်ခုလို့အဲ့လိုတွေပြီးမှသာလေဦးစင်းကတော့လွတ်မြောက်မယ်လို့တုံ့တက်မိတယ်ဗျ။ ။အော်ဆိုတော့နိုင်ငံရေးပုံမှန်90ညတို့905တို့ဟိုဟာတွေနဲ့ဆိုရင်အချိန်မီလွတ်သွားနိုင်တာပေါ့နော်အချိန်မီလွတ်နိုင်တယ်။တန်တဲ့ပုံမှန်တွေဆိုတော့လျှော့ရလောက်ပဲရမယ်ဒီနေ့ထောင်ထဲမှာတစ်နှစ်ကိုအနေထိုင်ကောင်းလို့ရှိရင်ရျှော့ရတယ်အများကြီးနှစ်လသုံးလအဲ့ဒါမလျှော့တာရှိတယ်နော်လျှော့တာရှိတယ်ဒါကြောင့်မလို့အနေထိုင်လဲကောင်းမယ်ထောင်းရဲ့စီကနိုင်လဲနေမယ်ဆိုလို့ရှိရင်တော့ နောက်ဆိုးရနောက်ဒီကောက်ဝယ်ပြီးလို့ရှင်တော့နိုင်ငံတော်ဆက်လာအောင်မလို့ဥစဉ်တော့တုတ်တက်ပြီးတယ်။ဘာဖြစ်လဲဆိုတော့မင်းမြောင်းသင်လွဲမှာရုပ်ောက်ပွဲရလာနေကြ။အဲမင်းမြောင်းမင်းလွဲမှာရုပ်ောက်ပွဲအတွက်ဥစဉ်တော့ဟုတ်လား။ဘိုးတွေပဲဆူတောင်းပေးရမှာဘိုးတွေဆူတောင်းရမှာရုပ်ောက်ပွဲနဲ့နောက်တော့မင်းမြောင်းမင်းလွဲအခါမှာအာဘာလို့အဲ့ဆိုလို့ရှိရင်ချာချာအကျဉ်းသားတွေလည်းပါနိုင်တာပေါ့နော်။ အခြားအခြားကျင်းသားတွေလည်းပါနိုင်တယ်ဒါကြောင့်ကိုစောဝိဒီလုံးဝလုံးဝမလွတ်သေးပါဘူးဆိုတဲ့အကြောင်းပြည်သူများအားလုံးကိုသိသိချင်းပါလေဗျာနော်ကိုစောဝိဒီလွတ်တယ်ဆိုတာက905ပုံမှာပြုတ်သွားတာပဲရှိရနော်905ပုံမှာလွတ်သွားတာပဲရှိပါတယ်ဒါနဲ့ပုံမှာမလွတ်သေးတဲ့အကြောင်းကိုစောဝိဒီထောင်ထဲမှာကြမ်းကြမ်းမှမှချမ်းချမ်းသာသာနဲ့ရှိနေတယ်ဆိုတဲ့အကြောင်းလေးကိုဒါပြောပြခြင်းဖြစ်ပါလေဗျာအားလုံးသာပါပဲဗျာကာလမှာထူးခြားသိစဉ်တွေအများကြီးဖြစ်ခဲ့တယ်နိုဝင်ဘာလ22ရက်နေ့က ရိကန်နိုင်ငံအင်ပူရောအရှိမမြန်မာနိုင်ငံသားအချို့မြန်မာနိုင်ငံသားဟုတ်ချင်မှာဟုတ်တော့မဲ့သူတွေပေါ့နော်မြန်မာပြည်ပွားအချို့ပေါ့မြန်မာစကားတက်တဲ့သူအချို့ဆန္ဒပြခဲ့တယ်ဆန္ဒထုတ်ဖော်ခဲ့တယ်ပေါ့အဲအကြောင်းအရာတော့အများကြီးပေါ့ဗျာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ယူကော့ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော့နောက်ပြီးတော့ဒီပြည်တွင်းအကြောင်းအရာတွေတော်တော်များများကိုဆန္ဒထုတ်ဖော်မှုတစ်ခုပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီလိုဆန္ဒထုတ်ဖော်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထွေထူးတော့ပြောစရာမရှိပါဘူးเนาะသူတို့ နိုင်ငံပေါ့ဒါသူတို့ရောက်သွားတဲ့နိုင်ငံသူတို့နိုင်ငံပဲပြောမှာပေါ့နော်သူတို့နိုင်ငံမှာလွတ်လွတ်လပ်လပ်သူတို့ကသူတို့ဆန္ဒထုတ်ပေါ်တာကျွန်တော်တို့ဘာမှပြောစရာမရှိဘူးဒါပေမဲ့ကိုကမနေချင်လို့စွန့်သွားတဲ့နိုင်ငံเนาะတချို့လူတွေကဟိုဒီပြည်တွင်းမှာမနေချင်လို့စွန့်သွားတာမလုံခြုံလို့လည်းမဟုတ်ဘူးအစင်မပြေလို့လည်းမဟုတ်ဘူးသူတို့ဘယ်သူမှလည်းဖမ်းလို့မဟုတ်ဘူးအဲ့နိုင်ငံကိုသွားချင်လို့ကိုသွားတဲ့လူတွေเนาะကိုကမှမနေချင်လို့ကိုနိုင်ငံကိုကိုမချစ်လို့เนาะအဲ့လိုလူတွေက နော်စွန့်သွားတဲ့သူတွေကဥနိုင်ငံနဲ့ပတ်သက်ပြီးဆန္ဒပြန်ပြကောင်းစေချင်လားဆိုးစေချင်လားတော့ဒါတော့လူတိုင်းပြန်တွေးလို့ရတယ်နော်လူတိုင်းပြန်တွေးလို့ရတယ်သူတို့ကောင်းစေချင်လို့လုပ်တာလားဆိုးစေချင်လို့လုပ်တာလားဆိုတော့လူတိုင်းတွေးလို့ရတယ်ဆိုတော့အမုံတရားတစ်ခုတည်းပေါ့အခြေခံတဲ့နိုင်ငံရေးအကြောင်းပြချက်တော်တော်များများကျွန်တော်လည်းပြောခဲ့ပါတယ်နော်ဒီမှာနိုင်ငံမှာဒီလိုမုံတရားတစ်ခုတည်းပေါ့အခြေခံတဲ့နိုင်ငံရေးလုပ်ရက်တွေပဲလုပ်ကြတယ်အဲ့ဒီအတွက်ဒီနိုင်ငံရဲ့နိုင်ငံရေးကဘယ်တော့မှငြင်းချမ်းမှုမမြင်ဘူး ဒါကြောင့်မလို့အဲ့အမုံတရားအခြေခံတဲ့နိုင်ငံကြီးလုံရလုံဆောင်တဲ့သူတွေတော်တော်များများကိုဒီနိုင်ငံကဒါမှမဟုတ်လို့ရှိရင်အဲ့နိုင်ငံကြီးလောကကနေအပြီးပိုင်ဖယ်ထုတ်ဖို့လိုတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်အဲ့တော့ဒီလိုလူတွေရဲ့လုံရက်ကဒါကျွန်တော်တို့နိုင်ငံတကာမှာလည်းကိုယ့်မျက်နှာကိုအုံမဲ့တုပ်တယ်လို့ကိုယ့်နိုင်ငံရဲ့မျက်နှာအုံမဲ့တုပ်တယ်လို့ကျွန်တော်တို့အတွက်ဘာမှမဟုတ်ဘူးဆိုမှတို့ရဲ့လူလက်ခွင့်ဆိုမှကျွန်တော်ရဲ့နိုင်ငံအတွက်တော့မျက်နှာအုံမဲ့တုပ်တယ်လို့ပဲဒါ22ရက်နေ့ဖြစ်ခဲ့တဲ့ဖြစ်စဉ်ပေါ့အဲ့တော့ 22နှစ်နေ့မှာအဲ့လိုဖြစ်ခဲ့တယ်25နှစ်နေ့မှာအဲ့တော့ TPS ဆိုတဲ့ order တရက်ကိုပေါ့နော် TPS ကိုရုပ်သိမ်းကြောင်း order တရက်ကိုအမေရိကန်နိုင်ငံရဲ့ဒီ Homeland Security Department ပေါ့အဲ့ဒီကနေပြီးတော့ထုတ်ပြန်တယ်အဲ့မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ယာယီခိုလုံတဲ့မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ဒီ order ကိုထုတ်တယ်ပေါ့အဲပြောတဲ့သူကလည်း secretary ပေါ့နော်အဲ့ဒီအမျိုးသမီးကိုယ်တိုင်ထုတ်ပြောတယ်ဆိုတော့ဒီမှာမြန်မာနိုင်ငံဘက်က ADPS ပဲပြောပြောတခြားသောအဲ့ဒီနိုင်ငံကြီးနဲ့ပတ်သက်တဲ့ ဝါဒဖြန့်တဲ့သူတွေမီဒီယာတွေပြောတာကအမေရိကန်မှာဟိုဝန်ကြီးဌာနတစ်ခုနဲ့တစ်ခုဒီပါမန့်တစ်ခုနဲ့တစ်ခုကအဲလင်းမဖြစ်နေဘူးပေါ့အဲ့ဒါကြောင့်မို့လို့အဲတခြားဝန်ကြီးဌာနတွေကသူတို့ကိုထောက်ခံတဲ့အောင်ပြပေးမယ်ဒီ Homeland Security ကတော့ဒီလိုမျိုးလုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် ပြောချင်တာအမေရိကန်လိုနိုင်ငံမျိုးမှာလင်းမဖြစ်เสียဘာကြောင့်မှမရှိဘူးသူတို့နိုင်ငံကဝန်ကြီးဌာနတွေတစ်ခုနဲ့တစ်ခုဟိုချိတ်ဆက်မှုမရှိဘူးဆိုတော့မဖြစ်နိုင်ဘူးအဲထားလိုက်ပါတော့ ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် DPS ကိုရုပ်သိမ်းတယ်ရုပ်သိမ်းလို့ဆိုတော့နောက်တစ်2လကျန်အောင်ပဲ2လနေမှာအဲ့ DPS ကြောင့်အကျုံးဝင်တဲ့မြန်မာမြန်မာဘွားပေါ့မြန်မာနိုင်ငံသား၄တောင်လောက်ကသူ့နိုင်ငံကနေချော့ခွာရမယ်အဲ့ဒီထဲမှာသူယူကန်ဝင်ွက်ရှိတယ်အကြောင်းမျိုးကြောင့်ယူကန်ဝင်ွက်ရှိတယ်အဲ့တော့ DPS နဲ့ပတ်သက်ပြီးတော့ပြန်ပြီးရှင်းလင်းပြောပြရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီ၄တောင်ရဲ့ပြဿနာဘာဖြစ်တာလဲဆိုတော့ဒီနိုင်ငံမှာမလုံခြုံသေးဘူးတဘာဝဘေးတစ်ခုခုဒါမှမဟုတ်မမြုံမနိုင်တဲ့အန္တရာယ်တစ်ခုခုဒီလိုကြုံတွေ့လို့ သူတို့နိုင်ငံနေပြီးတော့ယာယီအကာအကွယ်ပြုတဲ့သဘောနဲ့ဟို status တစ်ခုပေးထားတဲ့သဘောဒါ DPS လို့ခေါ်တယ်ပေါ့အဲ့တော့သူတို့ဘက်ကထုတ်ပြန်ချက်မှာရှင်းတယ်နော်ဒီဘက်ကတော့ပြောနေတယ်အာအမျိုးမျိုးသောအကြောင်းပြချက်တွေပေးတယ်ပေါ့ဒီနိုင်ငံမှာကစစ်ဖြစ်နေလို့ဒီနိုင်ငံကိုပြန်လာရင်စစ်ထဲဝင်ရမှာမို့လို့အဲ့တော့ဒီနိုင်ငံပြန်လာရင်အသက်ခံရမှာမို့လို့အဖမ်းခံမှာအမျိုးမျိုးပြောကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီ TBS ရုပ်သိမ်းတဲ့အဲ့ secretary မျိုးသမီးပြောတာကရှင်းတယ်အဲ့ဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံကထိုက်လျောက်လုံခြုံမှုရှိပြီအဲ့ဒီထဲမှာမှအဲ့ဒီလူ၄000လောက်ထဲမှာမှ16ရာခိုင်နှုန်းလောက်ကမြန်မာနိုင်ငံကိုအလဲပတ်နဲ့ပြန်လာဖို့ဆိုပြီးတော့သူတို့စီကိုအဲဗီဇာအနေနဲ့လျှောက်ထားခဲ့တယ်အဲ့တော့အဲ့16ရာခိုင်နှုန်းလောက်ကလည်းဘေးကင်းစွာနဲ့ပြန်လာခဲ့တယ်အဲ့တော့မြန်မာနိုင်ငံကနေထိုင်မှုလုံခြုံပြီးတော့ပြန်လို့ရပြီဆိုတဲ့အတိုင်းသာဖြစ်တယ်ပြီးတော့တိုင်းသာလက်နက်ကိုင်အဖွဲ့တွေနဲ့ဒီအပြစ်ခတ်ရစေးလက်မှတ်ထုံးမှုတွေကလည်းအဖွဲ့နှစ်ဖွဲ့ထိအဲလုတ်ခဲ့တယ်ဗောဒီလိုလုတ်ခဲ့တာဖြစ်တဲ့အတွက် အဆင်ပြေပြေနဲ့မြင်နေရတယ်နောက်တစ်ချက်ကကျတော့အဲလွတ်လပ်ပြီးတရားမျှတတွေကောက်ပွဲတွေကျင်းပမယ်ဆိုပြီးတော့အဲ့ဒီထဲမှာစာထဲမှာကိုထည့်ရေးထားတယ်အဲ့တော့ဒီလိုထည့်ရေးလိုက်တဲ့ခါကျတော့သူတို့ဘက်ကအကြောင်းပြချက်ကခိုင်းလုံးတယ်ပြန်လို့ရတယ်လေဘာဖြစ်လို့တော်များပြေးသွားတဲ့သူတွေတော်တော်များကနော်ငွေကြေးတက်နိုင်တဲ့သူတွေပဲအမေရိကန်ကိုရောက်ပြီးဆိုမှတော့ငွေကြေးတက်နိုင်တဲ့သူတွေပဲအဲ့တော့အဲ့လိုလူတွေကပြန်လာမယ်ဆိုလို့ရှိရင်လည်းသူတို့ငွေကြေးတက်နိုင်တဲ့အလျောက်နော်လုံခြုံစိတ်ချတဲ့နေရာမှာအေးအေးချမ်းနေပြီးပြန်သွားကြတာ အဲ့ဒါကြောင့်မလို့အမေရိကန်ကပြန်လွတ်တာအဲ့လိုပြန်လွတ်ဖို့အမေထုတ်လိုက်ပြီဖြစ်တဲ့အတွက်ပြန်ရတော့မှာနော်သူတို့အနေနဲ့ရှောက်ထားခွင့်တော့ရှိသေးတယ်အစိုးရပြောသလိုပဲအဲဥပဒေကြောင်းအရပေါ့နော်မပြန်ရင်လို့ရှောက်ထားလို့ရတယ်အဲ့တော့သူတို့ဘက်ကအကြောင်းပြချက်ကခိုင်လုံတယ်ဒီဘက်ချမ်းကဒီ NUG lobby ဒီနောက်ပြီးလို့ရှိရင်ဒီမီဒီယာအချို့ပေါ့နော်ပြည်ပြမီဒီယာအချို့ရဲ့ပြောဆိုချက်အရာမလုံခြုံဘူးမခိုင်ပါဘူးဒါတွေကတော့အလကားပေါ့နော်ဒီဒီကာနဲ့ပတ်သက်ပြီးတော့အကြောင်းပြချက်လုံးလို့တော့မရဘူးပေါ့သူတို့ပြောတဲ့အကြောင်းအရာလောက်နဲ့ အကြောင်းပြချက်တစ်ခုဆိုပြီးတော့ဖြစ်မနေဘူးเนาะကိုဘက်ကဒီလိုအကြောင်းပြချက်တစ်ခုနဲ့ပြလို့မရဘူးเนาะသူတို့ဘက်မှာစပြီးတော့ဒါဟုတ်ဘာကြောင့်ယုံသိမ်းရတယ်ဆိုတော့အကြောင်းပြချက်ကတသက်ရှိပြီးသားဖြစ်တယ်เนาะအဲ့ဒီအတွက်အဲဒီဘက်ကအကြောင်းပြချက်တွေကအလဟတ်သက်ဖြစ်တယ်ပေါ့နောက်တစ်ချက်ကကြတော့ဒီပြည်ရင်းကထုတ်ပြန်မှုပြည်ရင်းကထုတ်ပြန်မှုကလည်းအဲဘာမှပြောစရာမရှိဘူးလေကိုနိုင်ငံသားကိုနိုင်ငံကိုပြန်လာမယ်လက်ခံရမှာပဲလက်ခံရမှာပဲเนาะတာမန်တော့ဟိုလူမသိသူမသိ PDF ထောက်ပံ့ထားတာတို့ဘာတို့ညာတို့ဒါမျိုးဆိုလို့ရှင်တော့ မပြောတတ်ဘူးဒါပေမဲ့ဟိုပန်ဆယ်လိုတို့လိုတခြားသောအက်ဒီဘစ်တွေလိုတခြားသောအကြံဖက်ထောက်ပံ့တဲ့သူတွေလိုမျိုးလုံးဝဖုံးမနိုင်ဖိမရလောက်အောင်လှုပ်ထားတဲ့သူတွေကတော့ကိုဘွားနဲ့ကိုပဲရောက်လို့ရှိရင်ကြီးအောင်ပေါ့နော်တခြားသူတွေလူမျိုးပဲလွတ်လွတ်လပ်လပ်ပြန်လာလို့တော့မရဘူးမဲကတော့ပြေးရမှာပေါ့နော်ဒီမနိုင်ငံပြန်အောင်မဆိုရင်တော့မဲပြေးရမှာပေါ့နော်ဒီမနိုင်ငံပြန်လာမဆိုရင်မဲပြေးရမှာပေါ့ထောက်ကြတဲ့သူတွေထောင်ထဲနေမဲပြေးပေါ့နော်ဘာအပြစ်မှမလုပ်ထားဘူးကိုနိုင်ငံကိုဒီတိုင်းပြန်လာရမှာဆိုတော့လေပြန်လာပေါ့ ပြန်လာလို့ရတာပေါ့နော်ဆိုတော့ဒီအဲ့တော့ဒီ TPS နဲ့ပတ်သက်ပြီးတော့အမျိုးမျိုးဒီရဲ့ဘိုင်းမှာအာ cloud ဆန်နေတာတွေရှိတယ်ပေါ့နော်အမျိုးမျိုး American သမရဟိုပဲစာပို့တော့မလို့လို့ပါလို့လို့စသဖြင့်ဒီလိုပြောဆိုနေတာတွေလည်းရှိတယ်ဒါပေမဲ့လည်းဟို American လိုနိုင်ငံမျိုးမှာကဟိုအเจ้าရတခုကိုလုတ်ပြီးသွားပြီလို့ရှိရင်ပေါ့နော်ဟိုနိုင်ငံတနိုင်ငံနဲ့ချီပြီးတော့အเจ้าရတခုကိုလုတ်ပြီးပြီဆိုလို့ရှိရင်အာပြည့်ရပြောင်းရတာတအားခက်ခဲပါတယ် ဟိုနိုင်ငံရေးအရကြီးမားတဲ့နိုင်ငံတနိုင်ငံနဲ့ကြားထဲမှာဖြစ်နေတဲ့အဲ trade war လိုမျိုးဟာမျိုးပေါ့နော်ကုန်သွယ်စစ်ပွဲလိုမျိုးဟာဆိုလို့ရှိရင်တော့ဒါနည်းနည်းတော့ဟိုကစားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဘာမှမဟုတ်ဘူးလူမျိုးကြီးကြပ်ရေးဆိုင်ရာကိစ္စကတော့ trade policy ကအစတွေကမတက်ခင်တည်းကရေကောက်ပွဲဒီကျင်းညာစာတန်းနေမှာရေကောက်ပွဲကျွေးကြော်တန်းနေမှာဟုတ်ကဒီလူမျိုးကြီးကြပ်ရေးနဲ့ပတ်သက်ပြီးအများကြီးသုံးသပ်မှာသူကအများကြီးသုံးသပ်မှာအများကြီးလက်လုံးမှာအခုလိုမျိုးဒီမြန်မာနိုင်ငံမဟုတ်ဘူးတခြားနိုင်ငံတွေဆိုလို့ရှိရင်လည်းပြန်ပို့နေတာလေအများကြီးတွေ့ရတယ်ပေါ့ ဲ့တော့နိုင်ငံရေးပါတီတစ်ခုအနေနဲ့ရွေးကောက်ပွဲကြီးညာစာတန်းဆိုတာကတည်အောင်လုပ်ရတယ်ပြည်သူကမဲပေးတဲ့ဟိုကဒီလိုလှုပ်တယ်လှုပ်မယ်ဆိုပြီးတော့မဲပေးထားတာအဲ့တော့ထွန်းကလည်းသူ့ရွေးကောက်ပွဲကတိတည်အောင်ဆိုပြီးတော့သူလှုပ်နေတယ်နော်ဒါကတော့အဲထွေထူးပြောစရာမလိုကျွန်တော်နိုင်ငံမှာအကောင့်တွေပေါ်ဟခတ်တဲ့နိုင်ငံတော့မှာအတက်နိုင်ဆုံးတည်အောင်လိုက်လုပ်ကြတယ်လို့မျိုးပဲသူတို့လိုနိုင်ငံမျိုးအနေနဲ့ကတော့ပို့ပြီးတော့တည်အောင်လုပ်မယ်အဲ့တော့မြန်မာနိုင်ငံသားတွေအနေနဲ့ဒီနိုင်ငံကိုပြန်လာအန်ဒီရရှိလားဆိုတော့ကျွန်တော်တို့နိုင်ငံမှာလက်ရှိပေါ့နော် အဲပြီးခဲ့တဲ့တကောင်စင်းနေအရာ51.3 51.4တန်းလောက်ရှိတယ်အဲအဲ့လောက်အဲ့လောက်ရှိမယ်ထင်တယ်နော်ကျွန်တော်ကိန်းကနေအတိအကျတော့မသိဘူးဒါပေမဲ့ဒီပြည်ပထွက်သွားတဲ့ high buy နဲ့အကုန်လုံးပြင်ပေါင်းရင်တော့55တန်းလောက်တော့ရှိမှာပေါ့အဲ့တော့လက်ရှိပြည်တွင်းမှာနေတဲ့50တန်းဝန်းကျင်လောက်ကအကုန်လုံးဒီတိုင်းနေနေပါတယ်အဲ့တော့ဘယ်လိုနေရာဒီမှာပြဿနာရှိနေလဲဆိုတော့တေချာတာတကူအဟိုးအညာဟိုးတော်တော်လေးဝေးလံခေါင်တည်တဲ့ဒေသလူကြီးကတော့အမေရိကန်မရောက်နိုင်ဘူး အမေရိကန်ကိုမသွားနိုင်ဘူးသူတို့မှသွားနိုင်တဲ့ငွေကြေးလည်းမရှိဘူးเนาะအဲ့လိုအမေရိကန်နေပြန်လာတဲ့လူလေအဲ့ဒီအညာကိုပြန်သွားဖို့ရှိမှာမဟုတ်ဘူးเนาะကိုယ့်အနေကိုကိုယ့်နိုင်ငံကိုကိုပြန်လာတယ်ပညာသင်တယ်ဆိုလို့ရှိရင်လေဒီနိုင်ငံမှာဒါပြန်သင်လို့ရတယ်ဒါမှမဟုတ်ဒီနိုင်ငံပြန်ဝင်လာပြီးတော့မှအထောက်ထောက်ခံမှုတွေအထောက်ခံချက်တွေယူပြီးတော့မှအဲ့တခါကိုကြိုက်တဲ့နိုင်ငံကိုတော့ပြန်တင်လို့လည်းရတယ်။ပညာသင်ဖို့အတွက်အကုန်လုံးဟိုဟာလွတ်ထားပြီးသားအကုန်လုံးခွင့်ပြုထားပြီးသားပေါ့နော်။အဲ့တော့ဟို အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်နော်အမေရိကန်ကနေမြန်မာနိုင်ငံ ပြန်လာလဲဘာမှမဖြစ်ဘူးနော်မြန်မာနိုင်ငံကနေအမေရိကန်ကိုသွားလဲဘာမှမဖြစ်ဘူးဒါပေမဲ့တခုတော့ရှိတာပေါ့နော်အဲကျွန်တော်တို့လည်းထိုင်းမှုတာပေါ့နော်အမေရိကန်ကိုသွားဖို့ဆိုလို့ရှိရင်တော့အခုကတော့ဘယ်လောက်ရှိသွားလဲမသိဘူးအရင်တော့ကဗီဇာကြီး160တွေးရမှာပေါ့နော်အဲ့တော့160ဆိုတဲ့ပတ်စံပေါ့နော်ဒေါ်လာ160ဆိုတဲ့ပတ်စံကမြန်မာငွေနဲ့ပြန်တွက်ရင်မနှဲဘူးအဲ့တော့တတ်မှတ်လို့မသွားနိုင်ဘူးဒါကဗီဇာကြီးပဲရှိသေးတယ်နော်ဗီဇာကြီးရဲ့နောက်မှာထပ်လိုက်လာတဲ့အရာတွေကအများကြီးရှိသေးတယ် တော့အမေရိကန်ကိုသွားမယ်ခုရောက်လို့ရှိရင်ဟိုကုန်ကြစည်းတွေနေထိုင်စည်းတွေအဲ့ဒါတွေကအများကြီးအဲ့တော့တာမန်လူဒန်းစားတစ်ရက်ကအမေရိကန်ကိုသွားကိုမသွားနိုင်ဘူးအမေရိကန်ကိုသွားပြီဆိုတော့ပတ်စံရှိလို့ကိုသွားတာနော်အဲ့တော့ပြန်လာမယ်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့သူ့ဘဝနဲ့သူလုံးလုံးချုံချုံနေနိုင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ TPS နဲ့ပတ်သက်ပြီးတော့ကြရက်ထတာလေးများလာလို့ကျွန်တော်လည်းခီးသွားရင်းနဲ့ကားရက်ပြီးတော့လမ်းမမှာတရင်ရက်ပြလိုက်တာဖြစ်ပါတယ်အချစ်ရှိအပ်ပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက်အကြောင်းအရာလေးပေါ်လာလို့ရှိရင်လည်းဒီလိုပဲကျုံတဲ့နေရာလေးမှာရိုက်ပြီးတော့တင်ပြပါမယ်ခင်ဗျာ